ငါချက်တာကတော့ကျွန်တော်ဟိုဒီကျွန်တော်ကအမတ်တရလေးလည်းဖြစ်အောင်လို့လေဟိုမြန်မာစတားကတကယ်ချင်းကိုလည်းခေါ်ခြင်းနဲ့ဆိုရဲစိတ်လေးရှိတော့ဒါဒီဖြစ်ရှင်တော့ မြန်မာစတားမှာကျွန်တော်ထက်အကောင်ကြီးတာ तू ပဲရှိတယ်အရင်အရင်မြင်တာ तू ပဲရှိတယ်ပြည်ပြီးတော့အာ तू ယောက်ျားလေးထဲမှာရွေးချက်စရာ तू ပဲရှိခဲ့ဒါပေမဲ့ तू तू နဲ့ကလည်းတကယ်ဟိုလိုမျိုးပြင်မာလဲ personal ရခင်တဲ့သူတွေဆိုတော့အားကြောင့် तू ကိုပို့ပြီးရွေးချက်ဖြစ်သွားတာပါ तू နဲ့ကတော့တရား तू ဟိုကမူးလဲရတရားမူးလဲရအဲ့မှာစတရားလင်းပြလင်းပြရင်ကတော့ကျွန်တော်ရဲ့ဘယ်လိုပြောလဲ I I don't know ဘာလို့ပြောရမလဲ audition ဝင်ဖြစ်တဲ့အကြောင်းရင်းပေါ့သူပြတ်ဗီဒီယိုတွေးလိုက်တဲ့အချိန်မှာပဲကျွန်တော် audition ကိုသွားပြီးမှတီးခဲ့တာပေါ့အဲရှိရတော့ audition စဝင်ပြခဲ့တာငါပြန်သူတီးတာငါပြတ်ကိစ္စဖြစ်တော့မှမြန်မာ star ကိုတီးရတော့အဲ့လိုဖြစ်တာအဲ့ကနေစပြီးဝင်ဖြစ်တာအဲနောက်ပိုင်းအများကြီးတီးတယ်သူလည်းလည်းအများကြီးဆက်တိုက်နော်ဟုတ်တယ်ဆက်တိုက်ဆက်ဆံရဆိုတော့လေအများကြီးတဘောလည်းရင်ကောင်းပါတယ်ဟုတ်ရှိရင် I'm so sure you're the one ဒီနေ့ကတော့ကျွန်တော်ဒီတချင်းလေးကလောက်ထားတော့ကြာပြီပေါ့နော်ဒါမပွမီကိုရန်ရေးပေးထားတယ်ဒါပြောလို့ဒါနေဆိုရင် music video လေးဒါ twin ထားလဲကျွန်တော်ကြာပြီကြာခဲ့ပြီပြန်ပွဲပြန်ပွဲအစပိုင်း origin ကာလမှာတွေက twin ခဲ့တဲ့တချင်းလေးအမလက်ဆောင်ပေးရတာတော်တော်များများတော့အမတချင်ကဟိုအလိုက်တူပေးရလို့ထင်နေကြတာတကယ်တော့ तू ကတချင်အစ်စ်တပုတ် तू ကိုရန်ရေးပြီးရေး ပေါ့နော်သူရေးထားတဲ့သချင်းအစ်တစ်တပုတ်ကိုပေးတာအဲ့ဒါလေးကိုလုတ်ခဲ့တယ်ဒီနေ့ကတော့ဒါကျွန်တော် music video လေးရိုက်ရိုက်တာဖြစ်ပါတယ်ရိုက်ကွင်းလေးပါဟုတ်ကဲ့ဟုတ်ငါချက်တာကတော့ကျွန်တော်ဟိုဒီကျွန်တော်ကအမတ်တရားလေးလည်းဖြစ်အောင်လို့လေဟိုမြန်မာ star ကတကယ်ချင်းကိုလည်းခေါ်ခြင်းနဲ့ဆိုရဲစိတ်လေးလည်းရှိတော့ဒါဒီဖြစ်ရှင်တော့မြန်မာ star မှာကျွန်တော်ထက်အကောင်ကြီးတာသူပဲရှိတယ်အရင်အရင်မြင်တာသူပဲရှိတယ်ဖြစ်နေတာဆိုတော့အာသူယောက်ျားလေးထဲမှာရွေးချက်စရာသူပဲရှိခဲ့ဒါပေမဲ့သူသူနဲ့ကလည်းတကယ်ဟိုလိုမျိုးပြန်มาလဲ personal ရခင်တဲ့သူတွေဆိုတော့အားကြောင့်သူ့ကိုပို့ပြီးရွေးချစ်ဖြစ်သွားတာပါ စတိုရီကတော့နည်းနည်းလေးလေးရောလုပ်ဝက်တော့ထွက်လာရင်တော့ဘယ်လိုပြောမလဲစတိုရီလေးကတော့ကျွန်တော်တချင်းလေးကတော့ဒါကျွန်တော်ဒါဆိုကျွန်တော်ရဲ့ခံစားချက်ဘက်ကဆိုရင်တော့အဖြစ်ခံတယောက်ပေါ့ဒါသူသူကတခြားတယောက်နဲ့အလိုမျိုးသူကျွန်တော်ကဘီက crash နေရသူအဲဒါပေမဲ့သူကတခြားတယောက်နဲ့သူကအလိုမျိုးပျော်ရွှင်နေရအဲ့လိုအဲ့လိုလေးပေါ့ဟုတ်ကဲ့အဓိကအသေးစိတ်ကတော့ထွက်လာမှာပဲကြည့်လိုက်ပါဗီဒီယိုတင်းမှာပါပဲဗီဒီယိုတင်းမှာပါပဲဟောပြင်မှာမဟုတ်ဘူး ညာလွယ်လားဆိုတော့ဟိုတချင်းထဲမှာတော့တကယ်တချင်းရတော့ crash ကြတာပေါ့နော်အပြင်မှာတော့ဒါဒါတားကြီးတွေပါ bruski တွေအာမောင်နှမတွေပါမောင်မဟုတ်ဟာကဲတကယ်ပြင်မှာတော့ brother ဟုတ်ပါတကယ်သူနေရတော့တရားသူဟိုကမူးလဲရတရားမူးလဲရအဲ့မှာစတိရစတိပြီးတော့နောက်ရကြတော့သူနေတွေ့ရတွေ့ဟို audition ဒီကနေပြီးတော့တဖြည်းဖြည်းတစင်းချင်းစီလဲတူတူတက်လာကြတာဆိုတော့လေအဲ့ဒီတွေကလည်းခင်ပါတယ် အာအခုချိန်ထိလည်းဒါဟိုအပြင်မှာလည်းတွေ့ဖြစ်တယ်ချင်းနေပါရေတူတူဆိုဖြစ်ကြရတယ်အဲ့လိုမျိုးပေါ့နော်ပြပြရှင်ဘောဘောပဲကျွန်တော်တင်ငယ်ချင်းနှစ်ယောက်ပေါ့ဟုတ်ကဲ့အာကျွန်တော်ကတော့လင်းပြီလင်းပြီကတော့ကျွန်တော်ရဲ့ဘယ်လိုပြောမလဲ I I don't know ဘယ်လိုပြောအောင်လဲ audition ဝင်ဖြစ်တဲ့အကြောင်းရင်းပေါ့သူပြတဲ့ဗီဒီယိုတွေးလိုက်တဲ့အချိန်မှာပဲကျွန်တော် audition ကိုတွားပြီးမှတီးခဲ့တာပေါ့အဲရှိရတော့ audition စဝင်ပြီးခဲ့တာဩငါကသူငါဖက်နေကိစ္စဖြစ်တော့မှမြန်မာ star ကိုတီးရတော့အဲ့လိုဖြစ်တာအဲ့ကနေစပြီးဝင်ဖြစ်တာ နောက်ပိုင်းအများကြီးတည်တယ်သူလည်းလည်းအများကြီးဆက်တိုက်နော်အော်ဒါဆက်တိုက်ဆက်တိုက်ဆက်စံနေရဆိုရလေအများကြီးတဘောလည်းရင်ကောင်းပါတယ်ကျေးဇူးပါအခက်နဲ့ကိစ္စမှာတော့သူကတလို့တင်းနေထွန်းလာတော့မှဆက်ရဒီဇိုင်းနဲ့ကြည့်နေတာဘာလဲဆိုပြီးတော့ကြည့်နေတယ်ဟုတ်တယ်ဘာကောင်လဲပေါ့ဒီကောင်ဟုတ်တယ်ပြတော့ဘာကောင်လဲပြောရတယ်ဂရုဂရုကဂရုကဟုတ် ။အော်ဒီနေ့ကတော့ဒါဒီလိုပါပဲ။ဒီလိုပါပဲကျွန်တော်နည်းနည်းပပလေးတော့ဒါပို့ပြီးတော့လှအောင်တော့ပြင်ဆင်လာရတာပေါ့အရင်တော့ထပ်တော့နည်းနည်းဟိုပါဟိုနေရာကာလန်တီတင်လိုက်ပြီးတော့ပို့ပြီးတော့ queue site ဖြစ်ပါတယ်နောက်ပိုင်းရတော့ဟုတ်။ဟုတ်ချက်တော့လှလာအောင်ပို့ပြီးလှအောင်ဟုတ်လား။လာပါလေလာပါလေရင်းနေလာလို့ပြောလိုက်လေအဲတော့ plan plan မှာပဲဒီကိစ္စ မှန်တရားတော့ကျွန်တော်အခုကပြောရမယ်ဆိုရင်တော့ခါကျွန်တော် single တက်ကတ်တက်ကတ်ပဲရရသေးရပေါ့နော်အဲနောက်နောက်ထပ်ဟာဟာတော့ location ထပ်ပြောင်းရမှာကျွန်တော်ခုကစမ်းချောင်းဘက်မှာ coffee sign လေးမှာအဲလိုရိုက်မယ်ပေါ့နော် indoor scene လေးဒါတော့ outdoor လေးအရင်လာရိုက်တာပါဒီနေ့ကတော့အများကြီးတော့မကြုံရသေးဘူးသူတို့သူတို့နှစ်ယောက်ပြောမျိုးတွေကပဲထိုင်ကြည့်နေရတဲ့အဆင်ပဲရှိသေးတယ်အဲ့လိုမျိုးတချင်းနဲ့မှပြောအဲ့လိုမျိုးပဲရှိသေးတယ်အဲ့လိုမျိုးဒါပေမဲ့အခုတော့မိုးရလာပြီကျွန်တော်ပြေးရမယ်။တော်ရရန်ပြောမျိုးနေတာ။အင်းတော်ပြောမျိုးနေတယ်ကျွန်တော် တချင်းလေးကလေတကယ်တော့ဟိုစာသားတော့မတူပေမဲ့တကယ်မူကကြတော့ကျွန်တော်ကျွန်တော်ခန်းစားလို့ရတယ်လို့တော့ပေါ့ဗျာအလိုက်တိနဲ့လည်းမူအဲတအားမကွာဘူး vibe ကဒါအာအဖြည့်ခံအနေနဲ့အလိုက်တိကတော့ထွက်သွားပြီမယ်အလိုက်တိထောက်ကအင်ကိုပြန်တော့မယ်ဒါပေမဲ့ဒီတချင်းလေးကတော့ထွက်သွားမထွက်သွားခိုင်းမှနဲ့မင်းအနာလေးမှပဲအဲ့လိုအများရန်ရှိနေခြင်းနဲ့ပေါ့နော်အဖြည့်ခံတရားအနေနဲ့ပဲဖြစ်နေမယ်ဆိုရင်တော့မှရှိနေခြင်းနဲ့ဆိုရက်ဟာလေးကိုဒါခန်းစားချက်ပြည့်နေရေးထားကျွန်တော်အနေနဲ့လည်းဒါ ဟိုဆိုတဲ့အချိန်မှာရောဆိုတဲ့အချိန်တော့လည်းအမအတီချာ 4K guide ထိုင်ပြီးတော့တီချာလေးကိုမှုတွင်းပြီးတော့တူတူဟာတွင်းခဲ့ကြတာဆိုတော့လေတကယ်တွင်းခဲ့တဲ့အချိန်မှာရောအခုရိုက်တဲ့အချိန်မှာရောခံစားချက်ကတော့တကယ်အပြည့်အပြည့်ပါပဲဒါမှုကတော့အဓိကပါမယ့်အရာဆိုတော့ကျွန်တော်အမှုကတော့တကယ်အပြည့်အပြည့်ခံစားချက်အစစ်အမှန်နေနဲ့ကျွန်တော်အလုတ်လုတ်ထားပါတယ်ဒီတခြင်းလေးမှာဟုတ်ခံစားချက်နဲ့တိုက်ဆိုင်တိုက်ဆိုင်ပါတယ်တိုက်ဆိုင်ပါတယ်ကျွန်တော်ပြောမိတာကျတော့အသေးခွဲဆရာကော်လိုနီပါ ြိုက်တယ်ကိုလိုနီကအဲ့လိုတိုက်ဆိုင်တယ်လို့ခံစားရတယ်သူကဒီသချင်းလေးကလည်းတကယ်ဟိုကိုအတွက်ပြီးတော့မှလက်ဆောင်ရထားတယ်အဲ့လိုမျိုးပေးထားတဲ့သချင်းလေးဆိုတော့ဒါပို့ပြီးတော့လည်းတံမိုးထားတယ်လို့ပို့ပြီးတော့လည်းခံစားလို့ကောင်းတာပေါ့ဟုတ်တယ်တော်တော်သမားလေးပေါ့ဟုတ်လို့စေပါတိုက်ဆိုင်တယ်လောဆေတော့မတိုက်ဆိုင်အောင်အရင်တော့တိုက်ဆိုင်ခဲ့ရတယ်ကိုပြောတာပါဟုတ်ဟုတ်ကဲ့ပါခူရတာဟုတ်ကဲ့အားလုံးကြိတ်ဝဲပြီးသွားပြီးသွားပြီကျွန်တော် ကျန်ခဲ့ပါတယ်အဓိကကတော့ကျွန်တော်အထွေကြုံတွေရလိုက်တယ်တငယ်ချင်းအစ်စ်တွေရလိုက်တယ်တငယ်ချင်းကောင်းတွေရလိုက်တယ်ပေါ့နော်ဟိုကအာပြိုင်ပွဲတွေရဲ့ဒါသဘောတဘာ နားလည်တင်တလောင်နားလည်သွားတယ်ပေါ့เนาะအဲ့လိုမျိုးလေးရှိပါတယ်ဟုတ်အခုလည်းအားလုံးပြီးသွားပြီဆိုတော့နောက်တွေ့ဖို့လည်းနည်းနည်းလေးအရင်ကထက်တော့နည်းနည်းခဲဝါမယ်လေသူကိုအားလုံးကကိုနေပြန်မဲ့လူတွေလည်းရှိရယ်ကိုစီအလုပ်တွေနဲ့တော့ရှုပ်ကြတော့မှာဆိုတော့ကျွန်တော်အဆုံမို့ဆိုတာမနီးရတော့မနန်းနေကျွန်တော် first runner အကြီးမနန်းနေရတော့သူကဟိုကချင်းစားစားလေးကြီးမယ်ဆိုတော့ကျွန်တော်တစ်ဖွဲ့လုံးလိုက်ကြည့်ပါတယ်ဟုတ်ဒါမဲ့ဟိုကိုကျော်ဦးကလည်းဒါဟို ျွန်တော်တို့ကလောလိုက်ပုံမယ်လို့ပြောထားတယ်ပြောတာဒီတိုင်းပါတော့အဲ့လိုဆိုမလိုက်ဘူးလို့မရတော့အဲ့ရပါပဲမဖြစ်ဘူးအဲ့လိုပြောထားတယ်ပေါ့နော်အဲ့နောက်သားမယ်ထင်တယ်သူကျောင်းအာသူကတော့သူကတော့လှုပ်ရှုပ်မယ်ဆိုတော့အရင်ကလည်းသူအဲ့လိုသူဆန်လေးပြရတယ်ဆိုတော့ကွန်ပျူတာတွေပါကွန်ပျူတာတွေပါတယ်သူဖျားချောင်းတွေပါတယ်ရှိရဆိုတော့သူဒီဘက်တော့သူတော့လှုပ်ညာနေပါတယ်ဝက်ပြီးတာမစုံဘူးပေါ့အဲ့ကျောင်းနဲ့တော့အာစုံတော့စုံဖြစ်သေးတယ်တခါတော့ဟိုမနေညာပေါ့အာစုံမျိုးရှိမှာ ဆုံးဖြစ်သေးတယ်ကြော်စားရင်ကြော်စားရင်တော်ဝေကြီးတာတကြဝေကြီးတာတကြစားပြီးပါပြီတကြစားပြီးပါပြီဂလိုဘယ်ဝေဝေကြံပါတော့လေလို့သိကြရတာအဲ့ plan သိကြပါတယ်အဲ့ plan သိကြကျွန်တော်အကုန်လုံးကျွန်တော်တို့အကုန်လုံးစီစဉ်ဆွဲပြီးမှအဲနောက်ပတ်လောက်တွားဖြစ်မယ်တင်ပါတယ်စပွန်ဆာကြော်ဦးပေါ့စပွန်ဆာစပွန်ဆာအပိုင်းကြော်ဦးအဲတကားတယ်ကပ်ရှင်တက်ပြီးမှလာခဲ့ပါမယ် စစ်စစ်တမဲထွက်မှာကတော့ကျွန်တော်ဟိုအတိကြတော့ရက်အတိကြတော့မတက်မှတ်ကြသေးဘူးပေါ့နော်အခုဒီနေ့မှာဆိုက်ရိုက်တဲ့တခြင်းလေးဆိုတော့ကျွန်တော်တွင်းထားကတော့အဲ music အော်ယိုတွင်းထားကတော့ကြာနေပြီဆိုပေမဲ့ဒါ music video ကတော့အခုမှဒီနေ့မှာစပြီးရိုက်ဖြစ်တာပေါ့နော်ဆိုကြားထဲမှာနည်းနည်းပေါ့အချင်းဒီအပြောင်းလဲလေးရှင်းရှိနိုင်တယ်လေဒါကျွန်တော်အစကဒီလောက်ထိနောက်ကျမယ်လို့လည်းမမှန်တာဘူးဒီတခြင်းလေးကလောက်ပြီးလို့ရှင်ပြန်ပွဲပြရနဲ့တန်းထွက်မယ်လို့စီစဉ်ထားပေမဲ့ကြားထဲမှာ အဲ့လိုနည်းနည်းဟိုဟိုပြောင်းဒီပြောင်းလေးတွေဖြစ်သွားတာရယ်ပြီးတော့ငလင်ကာလတွေလည်းဖြစ်သွားသေးတော့ကျွန်တော်တို့သရှင်တွေလည်းနောက်ဆုတ်ထားတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အနောက်မှာလည်းဒါဟိုဟို cover လေးတွေလည်းရှိတယ်ဆက်ပြီးလှုပ်သွားဖို့ထွက်လာဖို့သရှင်တွေလည်းရှိပါသေးတယ်ဒီဟာလေးကတော့ကျွန်တော်မကြခင်ပေါ့နော်ပြီးများမကြခင်အချိန်တုန်းကထွက်လာမှာဖြစ်ပါတယ်